မင်္ဂလာပါဆရာမရှင်ကျွန်တော်တို့ရဲ့အမျိုးသမီးတန်အမျိုးသမီးအာမန်ရဲ့ဒီစာသင်ကဏ္ဍကိုနော်ဆိုတော့ interview တိတိ interview ကဏ္ဍကနေဆရာမကိုပြန်လို့ကြိုးစားပါတယ်လို့ဆိုတော့ကျွန်တော်ကတော့လီလီယန်ဖြစ်ပါတယ်ဆရာမကနာမည်ဘယ်လိုခေါ်လဲဘာတွေလုပ်နေတယ်လဲဆိုတာလေးကိုအကြံဉာဏ်လေးပထမဆုံးမိတ်ဆက်ပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ဟာကျွန်တော်ကတော့မချော်ဆူရန်ဖြစ်ပါတယ်လက်ရှိကဒီပြပြတပိတ်တချွာလုံးရှားသူပေါ့ဟာဒီ WAB Women Alliance အနေနဲ့မြန်မာအင်အားစုရဲ့မပါဝင်တဲ့အဖွဲ့ဝင်တအူလည်းဖြစ်ပါတယ် ဟိုလက်ရှိကကျွန်တော်မြေပြင်မှာဒီဒီလူတို့ကိုလေကြောင်းနဲ့မိုင်းအနေနဲ့တန်ငံပါလိနဲ့ပတ်သက်တဲ့အဂျန်ဒါ equality ပေါ့နော်စားတဲ့အားတွေလူခွေနဲ့ပတ်သက်တဲ့အားတွေ awareness တွေမြေပြင်မှာပြန်ပေးတာမျိုးတွေလုပ်ပေးတယ်အဲနောက်ပြီးတော့ဒီကိုနိုင်တလောက်ပေါ့နော်ဆစ်ဆောင်မိဘတဲ့တွေကိုပြန်လဲပြီးတော့ကုညီဖေးမပေးတာမျိုးတွေထောက်ပံ့ပေးတာမျိုးတွေဒါမျိုးတွေကိုကျွန်တော်အနေနဲ့ကိုနိုင်တဲ့တာဝန်ကိုတော့ဆက်ထမ်းနေပါတယ် ဟုတ်ကဲ့ပါဆရာမဆရာမလိုမျိုးပေါ့နော်ဆရာမြေပြင်မှာတက်တက်ကြွနဲ့တန်းကောင်းမောင်းကောင်းနဲ့ဥဆောင်နေတဲ့လူငယ်တယောက်နဲ့တွေ့ရတာကျွန်တော်တို့အများကြီးဂုဏ်ယူဖို့ကောင်းပါတယ်လို့ဆိုတော့ကျွန်တော်တို့နှစ်ယောက်ဒီနေ့2025ခုနှစ်နဲ့နယူးဒေါ်လန်ရေးစုံချက်ချမှုဟာဘယ်လောက်ထိအားကောင်းနေပြီလဲဆိုတာကိုဆရာမကိုကျွန်တော်ကမိကုန်းလေးတွေမေးသားมาဖြစ်ပါတယ်လို့ဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီနယူးဒေါ်လန်ပြေးကလေးနှစ်ပြည့်လာပြီဆိုတဲ့အခါကျတော့ဒေါ်လန်ရေးအပေါ်မှာရော ဒီနူးတလန်ရေးပေါ့နော်ဆိုတော့ဘယ်လိုပုံစံနဲ့ရုပ်လုံးပေါ်နေပြီလို့ဆရာမအနေနဲ့အမှတ်ချက်ပေးချင်တာရှိလဲရှင်ဟုတ်လေကာလအတွက်မှာကျွန်တော်တို့တော်လန်ကြီးကတော်တော်လေးပြောင်းလဲသွားလာတာကိုတွေ့ရတယ်ပေါ့နော်ဟိုအောင်ပွဲနဲ့လည်းတော်တော်လေးမီးလာတဲ့အနေအထားတစ်ရက်မှာရှိတယ်ဟိုပြည်သူတွေကလည်းဒါသူတို့ရဲ့အခွင့်အရေးတွေသူတို့ရဲ့ရပိုင်ခွင့်တွေသူတို့ရဲ့ဒါချုံချုံွားတဲ့အခွင့်အရေးတွေလို့သိပြီးတော့ဟိုဆက်တိုက်လာကြတဲ့ပြည်သူတွေအများကြီး တိုးလာရပေါ့ you know ဆိုကိုလုံးမကိုစားရတာပဲဆိုတဲ့အတွေ့နဲ့နေသားလူနေကြတဲ့သူတွေရှိရဒါပေမဲ့ဒီလေးနှစ်အတော်အတွင်းမှာပြည်သူလူထုကဒါငါတို့ကိုလုံးမကိုစားရတာမဟုတ်တော့ဘူးဒါငါတို့ခွင့်ရဆုံးရှုံးနေပြီဟိုသူတို့ကိုယ်တိုင်ကသူတို့ရဲ့ခွင့်ရအတွက်ဟိုတိုက်လာတာမျိုးတွေကိုတွေ့ရတယ်ဟိုဒါအပြင်ပို့ပြီးတော့ဟိုကောင်းလာတာကျွန်တော်ပြည်သူတွေကအာနာရှင်နဲ့မကဘူးဟိုဒီဆက်အာနာရှင်နဲ့မကဘူးပေါ့နော်ဘယ်လိုအာနာရှင်မျိုးကိုမဆိုသူတို့လက်မခံတော့ဘဲနဲ့ ဟိုတော်လန်တိုက်ခိုက်တာမျိုးတွေစတဲ့ပြီးစန့်ကျင်တာမျိုးတွေဟိုတော်တော်များများဟိုခက်ဆိတ်ဆိတ်လှုပ်လာကြတာကိုကျွန်တော်တို့လည်းတွေ့ရတယ်။ဒါဟာဒီတော်လန်ရေးကာလ၄နှစ်အတွင်းမှာဟိုပြောင်းလဲလာတဲ့ပြည်သူလူထုရဲ့တော်လန်ရေးမူတွေတော်လန်ရေးပုံစံတွေပေါ့နော်။ဒါတွေကလည်းဒီဟိုအာဏာသိမ်းခံလာတဲ့နောက်ပိုင်းမှာလူထု နေနဲ့ခံစားခဲ့ရတာကြီးဂျုံတွေ့ခဲ့ရတာကြီးအဆဆရရအားလုံးကိုအမိချမ်းပြုပြီးတော့နောက်ဆက်တွဲထပ်ပြီးတော့ဖြစ်ပေါ်လာတဲ့လူတွေရဲ့ခံစားချက်တွေပေါ့အဲ့တော့အဆင်ပြေတယ်ဒီတော်လေးကြီးကကျွန်တော်တို့အောက်ဘွဲနဲ့တော်တော်လေးအလန်းနီးနေပြီဘာကြောင့်လဲဆိုတော့ပြည်သူလူထုကိုယ်တိုင်ကဆွဲခေါ်ကြရမလို့တော့ပဲနဲ့သူတို့ကိုယ်တိုင်ကသူတို့ရဲ့စိတ်ခံစားချက်မှာဟောတာဟာငါတို့ရဲ့အခွင့်အရေးအတွက်ငါတို့တိုက်နေရတာပဲဆိုတဲ့ပုံစံမျိုးနဲ့အကုန်လုံးဟာအာနာရှင်စန့်ကျင်လမ်းကြောင်းပေါ်မှာရောက်ရှိနေကြလို့ကျွန်တော်တို့ဒီတော်လိုင်းလေးနဲ့တာပါ တော်တော်တော်လေးကိုပေါ့နော်တော်လိုင်းအောင်မြင်တော့မယ်ဆိုတဲ့အရာတခုကတိတာထင်ရှားနေပါဘူးဟုတ်ကဲ့ပါဆရာမဆိုတော့ဆရာမပြောသားသလိုပေါ့နော်ဆိုတော့တော်တော်လိုင်းကြီးမှာ ပြည်သူတွေကိုယ်တိုင်ကဒါငါတို့တွေကအာနာရှင်စနစ်ကိုတိုက်ထုတ်ဖို့ငါတို့ကိုယ်တိုင်ပါဝင်ရမယ်ဆိုတာအတိတွေကအများကြီးမြင်တဲ့နေခါကြတော့ဆင်မရဲ့အမြင်ကတော့တော်လန်ရေးကအောင်ပွဲနဲ့တော့နီးစပ်လာပြီလို့ပြောတယ်။ဆိုတော့လက်ရှိတော်လန်ရေးမှာခဏမေးခွန်းထဲမှာလည်းပါပြီးသားအစိပ်ပိုင်းတစ်ခုပဲထပ်ဆင့်မေးချင်တယ်ပေါ့နော်။ဆိုတော့လက်ရှိတော်လန်ရေးမှာရောပြည်သူတွေရဲ့ပါဝင်မှုနဲ့အားဆိုင်မှုအပေါ်မှာဆင်မဘယ်လိုပုံစံနဲ့လွှာခွဲပြီးတော့တုံ့တက်လို့ရမလဲဆင်မ။ ပြည်သူကတော့ဘတ်ပေါင်းစုံကနေပါဝင်နေကြတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီထောက်ပို့ကူနိုင်တဲ့သူကကူကြရတယ်အာနာရှင်ကိုဟိုအာနာရှင်ရဲ့ပစ္စည်းတွေကိုဘိုင်းကော့လုပ်ပြီးတော့တော်လန်တဲ့နေရာနေပြီးတော့တော်လန်ပေးကြတာမျိုးတွေရှိကြတယ်ပြည်သူကတော့အာနာရှင်လုံးလုံးမမကြိုက်ကြဘူးဒါကိုကျွန်တော်တို့ဒီအာနာသိန်းတုံးတဲ့ကာလမှာကျွန်တော်ခေါ်ခဲ့တဲ့ silent strike တွေကအတိတ်အဆုံးပဲပေါ့နော်ဆိုတော့ဘာကြောင့်လဲ silent strike တွေမှာလူတို့ကလုံးဝ ူအောင်ပါဝင်ပေးကြတဲ့အထိဒါဟာအာနာရှင်ကိုသူတို့မကြိုက်လို့ပါဝင်ပေးနေကြလူတို့ကအခန်းကဏ္ဍပေါင်းစုံမှာဟိုတာဝန်ကြီးဆောင်နဲ့ပါဝင်ပေးနေကြတယ်ဥပမာဟိုဒီအမေတောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာပန်းတပိတ်ဆိုပြီးလောက်ကြတယ်ပန်းဆိုင်ဒီမှာပန်းတွေပြတ်ထွက်သွားတဲ့အထိရှစ်ကောင်စီကဒီပန်းပန်နဲ့သူတွေပုံဝဲလာရင်ဟိုလိုက်ဖမ်းနေရတဲ့အနေအထားမျိုးကြီးထိရောက်အောင်လူတို့ကဟိုမကြောက်မရွံ့ပါဝင်ပေးကြတယ်ဟိုနောက်ဆုံးကျွန်တော်တို့လူတို့ရဲ့ဟိုအားကိုဘယ်မှာတွေးလိုက်ရလဲဆိုတော့ကျွန်တော်မန်လေးတိုင်းဝန်ကြီးချုပ် နိုင်မှာကျွန်တော်ပြည်သူလူထုကြီးအုံနေချင်းနဲ့ထွက်လာတာကြီးဟိုကဒါကြောက်ခမန်းလိလိလုံးဝကြောက်မက်ဖွဲရကောင်းခဲ့တယ်ဒါဟာလူထုရဲ့အားပဲလူထုကရားတဲ့နေရရားတဲ့အခန်းခံနာကနေပြီးတော့သူတို့နိုင်တဲ့တာဝန်သူတို့နိုင်တဲ့ဘက်ကနေပြီးတော့လူထုဟာလူထုတာဝန်ခြေပေါ်သွားဆက်ပြီးတော့တာဝန်ထမ်းနေကြတာကိုကျွန်တော်နေတွေ့ရတယ်ဘက်ဘောင်းဆောင်နေရနေပြီးတော့လူထုဟာပါဝင်နေကြတာကိုကျွန်တော်နေနေရတော့ဟိုမြင်တွေ့နေရတယ်အညာမှာလည်းအညာဒေတာအလေးကဟိုကျွန်တော်အညာမှာဆိုအရန်ချိဖို့ကောင်းနေပြည်သူတွေကဘာကြောင့်လဲဟို ဆေးဝေးရှောင်းနေရှိတယ်ကျွန်တော်တို့ထမင်းနေဟိုချက်ချင်းမချက်နိုင်ဘူးဆစ်ဆောင်စကန်နေမှာဟိုတိန်တထုပ်ဆိုထမင်းနေစင့်ထုတ်လိုက်တဲ့အချိန်မှာအများကြီးပဲရတယ်ထို့သူတိုက်ဝဲရေသွားတယ်ရဲဘော်ရေအတွက်ထမင်းတုတ်တွေထမင်းတုတ်တွေအားအများကြီးပဲရတယ်ပေါ့နော်ခေါက်တောင်းနေနဲ့တော့ဟိုတိန်တယောက်ထမင်းတုတ်စင့်တဲ့အချိန်မှာသူတို့တောင်းဝင်လာသူတို့တိုက်နေအလိုက်မှာရွာတွေကပုံမှန်လေးဒီထမင်းတုတ်စင့်ပြီးတော့ကူညီပေးတာမျိုးတွေအဲနောက်ပြီးတော့ဒီထမင်းတုတ်တွေထဲမှာ ဟိုချစ်စရာကောင်းတဲ့ဖုံးမီတွေထည့်ပေးတာဖုံးမီကက်လေးတွေထည့်ပေးလိုက်တာမျိုးဒီပိုက်ဆံတစ်ထောင်တစ်ထောင်အဲ့လိုမျိုးလေးတွေထည့်ပေးလိုက်တာမျိုးဟိုပေါ့နော်အစရှိတဲ့ပြင်ဟိုသူတို့ရဲ့တာသမီးကိုပို့ပေးသလိုမျိုးကိုဟိုပြည်သူတွေကတာဝန်ခြေပုံစံနဲ့ဟိုပို့ပေးနေကြတာကိုကျွန်တော်တို့နေတွေ့ရတယ်။ဒါဟာတော်လိုင်းကမှသူတို့နိုင်တဲ့နေရာတွေကနေသူတို့တာဝန်နေကြတာလို့ကျွန်တော်ကတော့ထင်မြင်ပါတယ်တွက်ဆရယ်ပေါ့နော်။ဟုတ်ကဲ့ပါဆရာမဆရာမပြောသလိုပေါ့နော်။ဆိုတော့ဒီတော်လိုင်းကမှပြည်သူတွေရဲ့အားကအခုချိန်ထိကိုနော်ဆိုတော့တက်တက်ကြွကြွနဲ့ ပါလို့ရသမျှအားလုံးကိုစိုက်ထုတ်ပြီးပါနေတယ်ဆိုတာဆရာမပြောသွားတယ်ပေါ့။ဆိုတော့ဒီ new ဒေါ်လန်ရေးကနိုင်ငံရေးစနစ်အပြောင်းလဲကိုဖြစ်စေတဲ့ဥတီစေတဲ့ဒေါ်လန်ရေးဖြစ်တယ်လို့ကျွန်တော်တို့အားလုံးလက်ခံထားကြတယ်ပေါ့နော်။ဆိုတော့လက်ရှိမှာ new ဒေါ်လန်ရေးက နိုင်ငံရေးအတွေးခေါ်ပြောင်းလဲမှုအတွက်ဘလောက်ထိဒါပံ့ပိုးမှုတစ်ခုဖြစ်နေပြီလဲထင်သာမြင်သာရှိနေပြီလဲဆရာမဟုတ်ကျွန်တော်ကနိုင်ငံရေးကြောင့်တော့တိတ်နာမလဲဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်မြင်တော့ဆိုရင်အရင်တော့ကျွန်တော်လူငယ်တွေကနိုင်ငံရေးကိုစိတ်ဝင်စားကြဘူးဟိုဟိုနိုင်ငံရေးလို့ပြောလိုက်တဲ့အခါမှာကျွန်တော်နိုင်ငံအရေးနဲ့ဟိုနိုင်ငံရေးနှစ်ခုရှိရပေါ့ဗျာအထူးသဖြင့်ကျွန်တော်နိုင်ငံအရေးကို ဟိုလူငယ်တွေတော်တော်များများစိတ်ပါဝင်စားလာကြတာကိုကျွန်တော်တို့တွေ့ရတယ်။ Great Fair ပေါ့နော်။ဒီအထက်တန်းကျောင်းတွေကိုကျွန်တော်တွားပြီးလစ်လာတဲ့အခါမှာဟို Federal Democracy ဆိုတာဘာလဲ။မေးလိုက်တဲ့အခါမှာသူတို့ဘက်ကအချက်ချင်းဒီ Federal Democracy နဲ့ပတ်သက်တဲ့အချက်၅ချက်လုံးသူတို့ချပြနိုင်တယ်။ Democracy ဆိုတာဘာလဲဆိုတော့သူတို့ရဲ့အုံနောက်ထဲမှာရှိတယ်။အဲဒါငါတို့ထုစစ်နေတဲ့အတိုင်းပြီးငါတို့တွားနေတဲ့အတိုင်းပြီးကဘလို့အတိုင်းပြီးလဲလို့မေးလိုက်တဲ့အခါမှာသူတို့အခွင့်အရေးအတွက်သူတို့တိုက်နေတယ်။ဟိုလူခွင့်ရဲ့အချက်၃၀ကိုကျွန်တော်တို့ဒီကာလမှသိရတယ်။ နော်သူတို့အကြောင်းမဟုတ်တော့ဘူးသူတို့ကိုယ်တိုင်ကဒီလူခွင့်ရဲ့အချက်30ကိုသူတို့ကိုယ်တိုင်သိတယ်လစ်လာတယ်ဟိုတကယ်သူတို့ခွင့်ရေးတွေဆုံးရှုံးတဲ့ခါမှာသူတို့ကိုယ်တိုင်တိုက်တယ်ပညာရေးအစသူတို့တိုက်ယူလာကြပြီကလေးတွေကနော်ဆိုတော့ဟိုဒါကနိုင်ငံအရေးသူတို့လုံးဝဒီနိုင်ငံအပေါ်မှာသူတို့ထားတဲ့အရာကသူတို့ထပ်ပို့ပြီးကျေပြန့်လာတာကိုတွေ့ရတယ်။အော်ဒီຫນွေဦးတော်လည်းအေးနဲ့အတူလူငယ်တော်တော်များများဟာနိုင်ငံအရေးကိုသူတို့အရေးလို့ ဟိုတက်မှတ်လာကြတာကိုကျွန်တော်တို့မျက်ဝါးထင်ထင်ကျွန်တော်ဆိုမြင်တွေ့ခဲ့ရပြီပေါ့နော်အဲ့တော့ဟိုအများကြီးဟိုအပြောင်းလဲဖြစ်စေတယ်အခုဒီအာနာရှင်ဆရာနာရှင်တော်လန်ရေးနဲ့အတူကျွန်တော်တို့လူငယ်တွေရဲ့နိုင်ငံရေးအတွေ့အခေါ်တွေကလည်းပြောင်းလဲလာကြတယ်နိုင်ငံအရေးကိုပို့ပြီးတော့စိတ်နဲ့လာကြတယ်နိုင်ငံအရေးအတွက်သူတို့တွေလူငယ်တွေအကုန်လုံးဟိုတာဝန်ထမ်းနေကြတာကိုတွေ့ရတာဖြစ်တဲ့အတွက်ပြောင်းလဲလာတဲ့အရာတွေပဲလို့ကျွန်တော်ကတော့သုံးသပ်ပါတယ် ဟုတ်ကဲ့ပါဆရာမဆရာမပြောသွားသလိုပေါ့နော်ဆိုတော့ဒီတော်လှန်ရေးမှာဆိုရင်နိုင်ငံရေးအသိပညာအများကြီးမြင့်တက်လာတယ်ပါဝင်မှုလည်းအများကြီးမြင့်တက်လာတယ်ဒါကြောင့်ဒီလက်ရှိနိုင်ငံရေးအတွေးခေါ်ပြောင်းလဲမှုကတင်သာမြင်သာဖြစ်နိုင်တယ်ဖြစ်နေတယ်လို့ဆရာမပြောသွားတယ်ပေါ့နော်ဆိုတော့အုပ်ချုပ်ရေးပိုင်းကိုလည်းထပ်ပြီးတော့ဆရာမကိုမေးချင်ပါတယ်လို့ဆိုတော့အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်လဲဆရာမတို့ data ဆိုရင်ဒါသတိ data ဆိုရင်ဒီကျွန်တော်တို့ new dollar ရေးအတွက် အောင်ပွဲတွေနဲ့ပတ်သက်ပြီးရင်အထင်ကရဖြစ်တဲ့ဒေတာတစ်ခုလို့ပြောလို့ရတယ်။အဲဒီဒေတာတွေမှာရှိတဲ့အုတ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲ။ဘယ်နေရာမှာဆိုတော့ပိုအားဆိုင်တင်ပြီးတော့ဘာတွေကိုပြောင်းလဲလုပ်တဲ့လို့ဆင်မထင်လဲ။အုတ်ချုပ်ရေးလို့ပြောလိုက်တဲ့အခါမှာဒီအုတ်ချုပ်ရေးရဲ့အောက်မှာကဟိုပါဖားပါလားဖားရေအကုန်လုံးပါဝင်သွားတယ်လို့ကျွန်တော်တို့ကတော့သုံးသပ်တယ်ပေါ့နော်။ဟိုပြည်ရေးဝင်ကြီးဌာနအောက်မှာပါဖားရောပါလားဖားရောရှိတာ။အဲ့တော့ဟို ီချမှတ်ထားတဲ့မူဝါဒတွေရဲ့အင်မတန်မှကောင်းမွန်တဲ့မူဝါဒတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမူဝါဒတွေကိုကျွန်တော်အနေနဲ့ကဟိုစနစ်တကျနဲ့တွားပြီးတော့မူတွေအတိုင်းတွားကြမယ်ဆိုရင်ဒီချက်ပိုကောင်းတဲ့စနစ်တစ်ခုကိုကျွန်တော်ရောက်လာလိမ့်မယ်လို့ကျွန်တော်ကတွက်ဆတယ်ပါဖာပါလာဖာရဲ့ဒီပကဖာရဲ့မူတွေကအင်မတန်မှကောင်းမွန်တဲ့နေရာမှာပါတယ်တို့ပေမဲ့လူတွေမပြောင်းနိုင်ကြဘူးမူတွေကတော့ကောင်းတယ်လူတွေမပြောင်းနိုင်တဲ့ဟာမှာရာခိုင်နှုန်းတော်တော်များများနေတယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုပြောလိုက်ရင်လေဟို ကောင်းတဲ့အဖွဲ့ကြီးလည်းရှိပါတယ်ဟုတ်ပါတယ်ကျွန်တော်ကောင်းတဲ့အဖွဲ့ကြီးလည်းရှိတယ်ငခုံးမတစ်ကောင်ကြောင့်တလီလုံးပုတ်တယ်ဆိုရ아요လည်းရှိရပါတော့တော့ကျွန်တော်တို့အကုန်လုံးဘာပဲပြောင်းလဲကြရမလဲဆိုတော့ကောင်းမွန်နေတဲ့အုတ်ချိုရန်တရားတစ်ခုဖြစ်ဖို့အတွက်မကောင်းတဲ့သူတွေကိုကျွန်တော်ပယ်ဖို့လိုတယ်ချိန်မှမကောင်းချိန်မှလက်မှမကောင်းလက်မှကျွန်တော်တို့အကုန်လုံးဖျက်ထုတ်ပြဖို့တော့လုံးမယ်ဒါမှလည်းကျွန်တော်တို့ထပ်ပြီးတော့လူသူကယုံကြည်တဲ့အုတ်ချိုရေးစနစ်တွေဖြစ်မယ်လူသူကယုံကြည်တဲ့တုံချုံရေးတွေ ရလာမယ်လူမှုယုံကြည်မှုလူမှုကိုမျက်နာမှုတဲ့အဖွဲ့အစည်းတွေဖြစ်အောင်လူမှုရဲ့အတန်ကိုနားထောင်မှုလိုတယ်လူမှုတည်တာကျွန်တော်တို့အတွက်အရာရာပဲလေအဲ့တော့လူမှုအတန်ကိုကျွန်တော်နားထောင်ရမယ်တဦးတယောက်ရဲ့အတန်ကိုကျွန်တော်နားထောင်ခိုင်းတာမဟုတ်ဘူးပြည်သူလူမှုအကုန်လုံးရဲ့အတန်ကိုကျွန်တော်တို့နားထောင်ပေးဖို့လိုတယ်ပေါ့နော်ဒီတနေ့လုံးကဟို ီလူဒီလူရမကောင်းကြောင်းပြောနေသေးကြတယ်အဲ့လူမကောင်းလို့ပဲအဲ့ဆိုကျွန်တော်ဘာလို့မအောင်အဲ့လူစစ်စစ်အေးယူပြီးတော့ကိုဖြုတ်တဲ့ရင်ဖြုတ်ရမယ်ထုတ်တဲ့ရင်ထုတ်ရမယ်အပြစ်ပေးတဲ့ရင်ပေးရမယ်ဒါဟာကျွန်တော်အကုန်လုံးကဝိုင်းဝန်းပူပေါင်းပြီးတော့လှုပ်ဆောင်အောင်ပဲအရာတခုအဲ့တော့ဒီအုတ်ချိုရန်ရစနစ်တွေဒီထက်မကပို့ပြီးတော့အတက်ဝင်ပြီးတော့ခိုင်မာလာဖို့လူလူအတွက်မျက်နှာမှုဖို့ဆိုရင်တော့ထုတ်တဲ့နာလုပ်ရမယ်ဖြုတ်တဲ့နာဖြုတ်ရမယ်ထုတ်တဲ့နာတွေထုတ်ရမယ်မူမူအတိုင်းသွားရမယ်ပေါ့နော်လူကိုမကြည့်ပဲနဲ့မူကိုဒါလင်ကျွန်တော်တို့ကြီးဖို့လုပ်မယ်လို့ကျွန်တော်ကတော့ပြောချက်ပါတယ် ဟုတ်ကဲ့ပါဆရာမဆရာပြောသွားသလိုပေါ့နော်ဆောက်မှုကိုအခြေခံပြီးတော့ကျွန်တော်တို့အထုတ်ရေးပိုင်းနဲ့ပေါ်ဆောင်မှုလုပ်တယ်လူတွေကိုခြေပြုတ်ပြီးတော့အထုတ်ရေးပိုင်းကိုပေါ်ဆောင်တဲ့အခါကျရင်ကျွန်တော်တို့အများကြီးဒုက္ခရောက်သွားနိုင်တယ်ဆိုတာဆရာမပြောသွားဆောက်စစ်ရေးပိုင်းနဲ့လည်းပတ်သက်ပြီးတော့ဆရာမကိုထပ်ပြီးတော့မေးချင်တယ်ပေါ့နော်ဆောက်စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ဆရာမဘယ်လိုမြင်လဲနောက်တစ်ခါလက်ရှိဒီနေမြေစိုးမိုးမှုနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိအားရကျဉ်းမှုရှိလဲဆရာမအဲ့တော့အားရကျဉ်းမှုအများကြီးပါပဲ။ဘာကြောင့်ကိုဒီခုနောက်ပိုင်းမှာဟို ကမာယာတရင်ကြီးကြီးပဲကြာကြာသွားတဲ့တရင်ကြီးကလုံးဝနဝင်ချိုတာကိုစစ်သုံးမှန်နေရလဲအများကြီးမိရဒါကျွန်တော်တို့ကအောင်ပွဲရင်နဲ့အလီလီရလာတယ်ပြည်နယ်တွေမှာတော်တော်များများတိမ့်နိုင်တာကိုတွေ့ရတယ်ဒါကျွန်တော်တို့အတွက်အောင်ပွဲပဲဟိုအောင်ပွဲနီးလာပြီဒီချင်းပြည်နယ်ဘက်တွေမှာလည်းတိုက်ပွဲတွေကတော့အများကြီးပဲ NDAs ဒါပေမဲ့ဒီအေအေဘတ်တွေမှာပေါ့နော်တော်တော်လေးတိုက်ပွဲတွေကိုအခြေခံထားတာကိုတွေ့လာရတယ်ဆိုတော့ဟိုတဆင့်ကျင်လာမှာပဲလေအဲတော့ကြတော့ဟိုတိုင်းပြီးတိုင်းလာမှာပေါ့ဆိုတော့လာမှာပါပဲအဲ့တော့ဒီဘွဲတွေအိမ်ပြန်မဲ့လမ်းနေနဲ့အရင်နီးကပ်နေပြီဟိုကျွန်တော်တို့ကဒီစစ်ရေးတွေလာတဲ့ခါမှာကျွန်တော်တို့ပြည်သူလူကဟိုအသိပညာဉာဏ်ရှိရှိနဲ့ကျွန်တော်တွေအကုန်လုံးကပူပေါင်းပါဝင်ပေးဖို့လိုအပ်ပါတယ်လိုချင်တဲ့ငင်းချမ်းကြီးကိုရဖို့အတွက်ကျွန်တော်တို့တိုက်ပွဲတော့ဆင်နွှဲရမှာပဲအဲ့တိုက်ပွဲမှာကျွန်တော်တို့အတွက်အများကြီးပဲပေးဆက်စရာရှိမယ် ပန်းကင်းလန်းတော့မဟုတ်ဘူးလေငြိမ်းချမ်းမှုကိုရကျင်နေရဒီအတွက်ကကျွန်တော်တို့ပြည်သူလူထုကပြင်ဆင်ကြဖို့လိုတယ်စိတ်ဓာတ်တွေခိုင်မာကြရမယ်ဟိုဆက်သွားကြရမယ်ကျွန်တော်တို့ရဲ့အိမ်နေကျွန်တော်တို့ရဲ့နေရာတွေကျွန်တော်တို့ရဲ့ရွာတွေဟာစစ်ပွဲအတွက်ပေးဆက်ရမယ်ဆိုရင်တော့စစ်တလင်းပြင်အဖြစ်ကျွန်တော်တို့ပေးဆက်ရတဲ့တတိကျွန်တော်တို့မှာအပြည့်ရှိနေရတော့မယ်အဲ့တော့ဟိုငါတို့အိမ်နေပေးရမှာအရန်နှမျောနေတယ်ကျွန်တော်တို့နေရာကြီးဆွတ်ခွာပြီးကျွန်တော်ပြေးရမှာအရန်နှမျောနေတယ်ဆိုရင်တော့ကျွန်တော်တို့ဘရော့မှာ အစ်မနဲ့ငင်းချမ်းမှုရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့အိမ်နေကျွန်တော်တို့ရဲ့နေရာထိုင်ခင်းနေကျွန်တော်တို့ရဲ့ရွာတွေဟာရဲဘော်တွေအတွက်စစ်တလင်းမြင်ဖြစ်ရဲဖို့လဲတတိအမြဲတမ်းရှိနေရမယ်အဲ့ဒီနေရာကြီးကျွန်တော်တို့ရဲ့နေထိုင်ရနေရာကြီးဟာရဲဘော်တွေအတွက်စေးုံစေးကန်ဖြစ်ပေဖို့လဲကျွန်တော်တို့အမြဲရှိနေရမယ်ဒါဆိုသေးကြတယ်ကျွန်တော်တို့စစ်မှန်တဲ့ငင်းချမ်းရေးကိုကျွန်တော်တို့အမြန်ဆုံးရရှိလိမ့်မယ်အဲ့တော့ပြည်သူလူထုဟာစစ်ရေးကိုကြုံတွေ့ရတဲ့အခါမှာနှစ်ဖူးတွေဒူးတွေကြုံတွေ့ရတဲ့အခါမှာအာတင်ထားဖို့လိုတယ်မန်တင်ထားဖို့လိုတယ် ဘာလို့ဒီစစ်ရုပ်ငါတို့ဆင်နွှဲရလဲဒီစစ်ကိုငါတို့ဆင်နွှဲရတယ်ဒါဟာငါတို့အကုန်လုံးရဲ့လူထုလွတ်မြောက်ရေးအတွက်ငါတို့ဆင်နွှဲကြရတာပဲဆိုတဲ့ပုံစံမျိုးနဲ့ဆက်သွားဖို့တော့အများကြီးလိုတယ်အောင်ပွဲတွေကတော့နီးလာပြီတကယ်လည်းတလိုင်းပြီးတိုင်းလာနေပြီအဲ့လာနေရဲ့လိုင်းနေပေါ်မှာကျွန်တော်တို့တွေကပျော်ပျော်ကြီးကခုန်နေဖို့ပဲလိုပါတယ် ဟုတ်ကဲ့ပါဆရာမဆရာမပြောသားတယ်ပေါ့နော်ဆက်စည်ရင်းနဲ့ပတ်သက်ပြီးတော့အားရကျန်းမ်းမှုအရှိဆုံးပြောလို့ရတဲ့အခြေအနေကိုရောက်နေတယ်လို့ဆရာမပြောသားတယ်။ဆိုတော့ဒီစစ်ရေးနိုင်ငံရေးအနေနဲ့မဟာချင်းချင်းကျွန်တော်တို့တော်လိုင်းအင်အားစုချင်းချင်းကြားမှာမဟာမိတ်ပြုနိုင်မှုပေါင်းဆောင်ရွက်နိုင်မှုကလည်းအရေးကြီးတယ်လို့ပြောလာကြတဲ့အသံတွေကလည်းပိုကျေလာတယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာပူပေါင်းဆောင်ရွက်ဖို့အားကောင်းအောင်ဘာတွေလုပ်သင့်လဲဘယ်လိုလုပ်ရမလဲဆရာမညီညွတ်မှုနဲ့ပဲသွားကြရပါဘို့ကျွန်တော်တို့အကုန်လုံးကပန်းတိုင်တူကြရလေအဲ့တော့ပန်းတိုင်တစ်ခုတည်းပဲကျွန်တော်တို့ ဆက်သွားကြမယ်မတူညီမှုတွေလည်းရှိရပဲလေအဲ့တော့နောက်ဆုံးပန်းတိုင်ရောက်ဖို့ဒီတော့မတူတာတွေကိုခက်တာခဏဘေးဖယ်ပြီးတော့တူရည်နဲ့ဆုပြီးတော့ကျွန်တော်ဆက်သွားကြဖို့လိုတာပေါ့အဲ့ဆိုရင်တော့အကုန်လုံးဟာစီလုံးညီညွတ်စွာနဲ့ကျွန်တော်တို့စစ်အာဏာရှင်ဆိုတဲ့အမြစ်ကိုတိုက်ဖြတ်နိုင်ပါလိမ့်မယ်အားလုံးလိုချင်တာအာဏာရှင်မရှိတဲ့ နိုင်ငံတကာကိုလိုချင်တာလေစစ်အာဏာရှင်စနစ်ကိုပြတ်သုံးချင်တာကိုအဲ့တော့စစ်အာဏာရှင်စနစ်စစ်အာဏာယူမှန်တမျိုးကိုကျွန်တော်တိုက်ထုတ်မယ်ဒါကျွန်တော်ရဲ့တခုလေတော့လမ်းကြောင်းပဲလူထုလိုချင်တာလူထုလိုမျိုးကြီးလူထုအတွက်အကောင်းမွန်ဆုံးပေးနိုင်မယ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုလိုချင်တာအဲ့နိုင်ငံတော်ကိုသွားတဲ့အခါမှာပြည်သူကိုရှေ့မပြည်သူကိုမကြည့်တဲ့ဥပဒေမူဝါဒရဲ့ချပိုင်ကိုမရှိဘူးပြည်သူကိုပဲကျွန်တော်ကြည့်မယ်ပြည်သူကိုပဲရှေ့ရှုမယ်ပြည်သူဒီတာအခခရာပြည်သူဒီတာအမိပြည်သူဒီတာအဖဆိုတဲ့ အတုံးလုံးနေနဲ့ကျွန်တော်တို့အဲ့တူရာတွေနဲ့ပဲစုပြီးတော့ကျွန်တော်တို့ဆက်သွားမယ်ဆိုရင်တော့ညှင်းညွတ်မှုကိုကျွန်တော်ရပါလိမ့်မယ်အဲ့ဆိုတော့ကျွန်တော်တို့ပြိုကွဲမှုတွေဟိုရှိလာမှာမဟုတ်ဘူးအကုန်လုံးဟာဒီတိုက်ပွဲအတွက်အကောင်းဆုံးဆိုတဲ့အရာကြီးပဲကျွန်တော်တို့ဖန်တီးနိုင်ပါလိမ့်မယ်ဆင်နွှဲနိုင်ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာမဆရာ ကျွန်တော်တို့ဒီပြည်သူလုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်းအထပ်ပြီးတော့မေးချင်တယ်ပေါ့နော်။ဆောဆံမကနပြောမျိုးညီညွတ်ရေးနဲ့ကျွန်တော်တို့တော်လှန်ရေးကိုပူပေါင်းတော်လှန်ရေးကိုအောင်ပွဲဆင်နိုင်မယ်လို့ပြောသွားသလိုချိန်ထဲမှာပဲကျွန်တော်တို့ထပ်ပြီးတော့စဉ်းစားရမယ်အပိုင်းဖြစ်တဲ့ဒီပြည်သူလုံခြုံရေးစစ်ပေးဆောင်ကိစ္စတွေပေါ့နော်။ဒါတွေကိုရောဘယ်လိုပုံစံနဲ့စီမံခန့်ခွဲတင်လဲလုပ်တင်လဲလို့ဆံမထင်နေရှင်။ဒီစစ်ဆောင်နေနေရအနံပြားမှာရှိနေရမှာဒီကျွန်တော်တို့မြို့နယ်တွေမှာလည်းဒါလူစာနာတာဝန်ခံတွေအတီးတီးခန့်အပ်ထားတာမျိုးတွေရှိတယ်။ဆိုတော့ မြေပြင်တပိတ်တွေနဲ့ဒီလူစာနာအဖွဲ့အင်းနဲ့အကုန်လုံးပူးပေါင်းပြီးတော့ဒီလူဒုလုံကြုံရေးကိုပေါ့နော်ဒီပလာဖိုင်နဲ့အကုန်ပေါင်းပြီးတော့ပြည်သူတွေအတွက်အထူးသဖြင့်ကျွန်တော်တို့ကောက်ွယ်ဆောင်ရှောက်တာမျိုးတွေပေါ့နော်လှုပ်ဆောင်ကြဖို့ကိုအကျေတဝန်းလှုပ်ဖို့တော့လိုအပ်လာပြီလူဒုလုံကြုံရေးကိုလည်းအထူးသဖြင့်ဦးစားပေးရမယ်ပြည်သူလူတွေကထွက်လန်းဝင်လန်းဟိုပြည်သူလူတွေစာနာရိတ်ခါဒါ ਈ ပေါ့အစဆုံးကျွန်တော်တို့အကုန်လုံးဟာပလန်တရားချပြီးတော့အကုန်လုံးပူးပေါင်းပြီးတော့ဆောင်ရွက်ကြရမယ်အနေအထားတစ်ခုမှတော့ရှိပါပြီဟိုငါတော့ ဒါလုံးပဲမင်းတို့ကတော့ဒါမလုံးနဲ့ဆိုတော့ပုံစံမျိုးမဟုတ်ဘူးနဲ့အာမင်းတို့ဟာတာဝန်ကိုစီခွဲပြီးတော့အတူတကွတာဝန်ထမ်းဆောင်ကြမယ်ဆိုရင်ဒီဆစ်ဆောင်ပြည်သူလူထုအတွက်ကလည်းလုံလောက်တဲ့စားနပ်ခါကြီးရှိလာမယ်ဆစ်ဆောင်ပြည်သူလူထုရဲ့လုံခြုံရေးကလည်းဒီထက်မှကပိုပြီးတော့ဟိုလုံခြုံမှုရှိလာမယ်ဟိုစနစ်တကျလောက်ကင်နိုင်လာမယ်ဆိုရင်တော့အများကြီးကောင်းမွန်တဲ့အရာတစ်ခုကိုရပါလိမ့်မယ်လို့ကျွန်တော်ကထင်မြင်ပါတယ် ဟုတ်ကဲ့ပါဆရာမဆိုတော့ဒီစစ်ဆောင်ပြည်သူတွေရဲ့အရေးကိစ္စကိုလည်းဆရာမပြောပြီးသွားတဲ့အချိန်မှာကျွန်တော်2025နဲ့ပတ်သက်ပြီးတော့ဆရာမတော်လန်ရေးအပြောင်းလဲတွေကဘာတွေဖြစ်လာနိုင်မလဲလို့ထင်တယ်လဲဘလို့ဘလို့နှစ်မျိုးလို့ဆရာမထင်တယ်2025ကလည်းကျွန်တော်ရဲ့လိုင်းတွေကတလိုင်းပဲပေါ့ဗျာဟိုဒီ2025မှာလည်းကျွန်တော်မမျောလင့်ထားတဲ့လိုင်းကြီးဟို ကျွန်တော်မြင်ရတယ်လေမြင်ရခေါင်းနိုင်နေပေါ့နော်ဘာလို့ဆိုတော့ကြာတော့ကျွန်တော်2023 2024ရေမှာကျွန်တော်လိုင်းအကြီးကြီးကိုကျွန်တော်တွေ့ခဲ့ရတယ်အိမ်ပြန်လိုင်းကြီးတွေပေါ့အဲ့ဒီ2025မှာလည်းကျွန်တော်တို့ရဲ့အိမ်ပြန်လိုင်းကြီးတွေကတလိုင်းကိုတော့ကျွန်တော်တွေ့ရမှာပါပဲဟိုမြင်တွေ့ရမှာပဲဟုတ်ဒီလိုင်းကြီးကိုကျွန်တော်ချိုးဆိုဖို့အသင့်ဖြစ်နေဖို့လိုတယ်ကျွန်တော်စိတ်ဓာတ်တွေကျသွားလို့မရဘူးအခုကပြည်သူလူထုကဟိုအထွေထွေအကျက်တဲကြီးကိုရောက်နေကြပြီအဲ့ဘာကြောင့်လဲဆိုတော့ဟိုကုန်ပြင်းလုံးမြင့်တက်မှုတွေ ။နောက်တော့ဟိုပေါ်တာဆွဲခံရမှုတွေဟိုဒါမျိုးတွေကြားမှာပြည်သူလူထုကတော်တော်လေးကိုဟိုဒုက္ခခံနေကြတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီအထွေထွေအကျက်တဲတွေဂျားတွေကနေပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့လွတ်မြောက်မှုဒီကိုကျွန်တော်ချီတက်ကြရမယ်။အဲ့တော့ဒီကုံစင်းတို့မြင့်တက်မှုရေးကိုကျွန်တော်ထိုင်ပြီးတော့ငိုရွေးနေမယ်အစား။ထိုင်ပြီးတော့ကောင်းမဝယ်စားနိုင်တော့ဘူးဆိုပြီးတော့ညီးပြနေမှာစားကျွန်တော်တို့လွတ်မြောက်ရေးကိုကျွန်တော်တို့ချီတက်ကြရမယ်အာတင်ထားဖို့လိုတယ်ပို့ပြီးတော့တန်မာနေကြဖို့လိုတယ်စစ်ကောင်စီကတော့ဟို ယုံမာပြီးယုံမာမှာပဲအကြံဖက်စစ်တပ်ကတော့ဟိုပေါ်တာဇက်တိုက်ဆွဲနေတယ်။အော်ဒီပေါ်တာဆွဲနေမှုကျွန်တော်တို့အကုန်လုံးကရှောင်ရှားကြဖို့လိုပြီ။ကျွန်တော်အသိပညာဉာဏ်ပညာရှိရှိနဲ့ရှောင်ရှားကြရမယ်။အနောက်ပြီးတော့အခုစစ်ကောင်စီရဲ့ရွေးကောက်ပွဲအနေထားရရှိတယ်။ပြီးတော့ဒီရွေးကောက်ပွဲမှာသူတို့တွေအကုန်လုံးကတမရဖြစ်ဖို့အတွက်အကြံဖက်စစ်တပ်ကသူရွေးကောက်ခံပြီးသူတမရလုဖို့ကိစ္စကိုသူတဲတန်ဆောင်ရွက်နေတယ်။ကျွန်တော်ပြည်သူလူထုနဲ့ဒီပေါ့နော်ကျွန်တော်ဒီတပိတ်တော်မားတွေရဲ့နောက်ပြီးတော့ဒီဘက်ကဟိုပတ်တုံးလုံးနေနေနဲ့ ဟိုတွေးခွဲတဲ့ကိစ္စရည်တွေဖြစ်လာတယ်စစ်တပ်ဘက်ကအဘာလို့ဘလို့တွေးခွဲလဲလို့မေးရင်မျိုးကြီးပြားကြီးတွေမှာခေါ်ပြီးတော့ဒီအညာကျေးလက်ကဟာရီကိုအိမ်အောင်စေရလာထက်ရိခါရီဝေမယ်ဆိုတဲ့ဟာရီနဲ့တင်းလုံးနဲ့အပြည်သူတွေကသူတို့ရဲ့ဒီစားနဲ့ဝမ်းကြီးအတွက်ဘာသွားလို့လဲဒီအိမ်အောင်စေရကြီးတွားထက်တယ်ဒါဟာတကောင်စင်းကောက်ယူမှုနဲ့မထူးမခြားနာပဲဖြစ်စဉ်ဖြစ်တယ်ဆိုတော့အဓိကပြကျင်တာဟိုဒီလိုကိစ္စရည်မျိုးတွေမှာပြည်သူကလုံးဝရိုးချွချွပါဝင်ဖို့လိုတယ်သူတို့ဘလောက်ပဲဘာတွေပဲပေးနေပါစေကျွန်တော်တို့ဒီအိမ်အောင်စေရကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တိုင်ချက်လက်တွေမထပ်ဘူး ငါတို့လွမြောက်ရေးအတွက်ငါတို့တွေအကုန်လုံးအပင်ပန်းခံပြီးတော့ဆက်ချီတက်မယ်ဆိုတာမျိုးနဲ့ပေါ့နော်ကျွန်တော်ဆက်သွားဖို့လိုတယ်သူတို့ပေးလိုက်မှာကတလားစားတလားစားဒါပေမဲ့ကျွန်တော်တို့ဘဝတွေထက်ပြီးတော့နှစ်မြုပ်သွားမှာလားနှစ်ပေါင်းများစွာအဲ့တော့ကျွန်တော်တို့ဘာပြန်ရရမလဲကျွန်တော်တို့ရဲ့နောက်မျိုးဆက်အတွက်ကျွန်တော်တို့ဒီအထွေတွေအချက်တဲကာလာကြီးကိုကျွန်တော်အတူတကွာရင်ဆိုင်ဖြစ်ရှင်းကြဖို့လိုတယ် ဟိုအဲ့တော့အပင်ပန်းတွေလည်းခံကြရမယ်ဒုက္ခတွေလည်းခံကြရမယ်ဒါပေမဲ့ကျွန်တော်ပြည်သူလူဘာလို့မအောင်တန်မာမှုအပြည့်နဲ့ကျွန်တော်ရှေ့ကိုဆက်ချီတက်ရမယ်လို့တော့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒီ2025ကာလဟာကျွန်တော်လူလူအတွက်စိန်ခေါ်မှုကြီးပဲဗတ်ပေါင်းစုံမှာလူလူအတွက်ကပို့ပြီးကြံတန်းလာတဲ့ကာလာကြီးဖြစ်နေမယ်အဲ့တော့ဒီကာလာကြီးတွေမှာကျွန်တော်တွေအကုန်လုံးတယောက်လက်ကိုတယောက်ဆွဲပြီးတော့ဆက်ပြီးတော့ချီတက်ကြရမယ်ကာလာလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ပန်းတိုင်နဲ့နီနီလာလေးလန်ခီးရပို့ပို့ပြီးကြံတန်းလာလေးပါပဲ အဲ့တော့ကြံတန်းလာတဲ့လန်ခီကိုကျွန်တော်တို့ရမပစ်လိုက်ဖက်နဲ့ဆက်ပြီးတော့ဒီကြံတန်းနဲ့လန်းကိုကျွန်တော်တို့ဆက်ရှောက်မှတာတဲ့နေ့တနေ့ကိုရောက်မှဖြစ်ပါတယ်အဲ့တော့ဒီကြံတဲ့လန်းကိုဆက်ရှောက်နိုင်မှုကအကုန်လုံးတန်မာပေးကြပါဆက်ရှောက်ပေးကြပါကျွန်တော်တို့ရဲ့အထွေထွေအချက်တဲကြီးပေါင်းများစွာကိုအတူတူတကွရင်ဆိုင်ပြီးတော့ကျွန်တော်တို့ရဲ့ပန်းတိုင်ကြီးကျွန်တော်တို့ရဲ့လွတ်မြောက်မှုစီကိုကျွန်တော်တို့အတူတူတွားကြမယ်ပေါ့ဟုတ်ကဲ့ပါဆရာမဆရာမကိုထပ်ပြီးမေးချင်တာလက်ရှိမှာဒါတွေအချက်တဲ့ ကြီးရဲကြားထဲမှာလက်ရှိချိန်ဒီဒေါ်လာကြီးအားကောင်းနေတာဘာကြောင့်လို့ဆင်မမြင်လဲလူလူယုံကြည်မှုပေါ့လူလူကသူတို့ယုံတယ်နိုင်စိမ့်နဲ့တိုက်တဲ့ပွဲမို့လို့ကျွန်တော်တို့ဒီချိန်ထိဆက်ရောက်လာတာဖြစ်ပါတယ်ဒရုန်းမှာစိတ်ပဲရှိတယ်ကျွန်တော်စဒေါ်လာကြီးစမှာကျွန်တော်မှာပါလက်နဲ့မှမပါဘူးလက်သီးလက်မောင်းတန်းပြီးဒိုရေးဒိုရေးဆိုပြီးစခဲ့ကြတယ်လက်နဲ့ခဲရန်ပြည့်စုံနေတဲ့စစ်တပ်တပ်တပ်ကိုပေါ့နော်ဆိုဆက်ကျင်တဲ့အခါမှာအော်အဲ့နောက်မှာကျွန်တော်တဖြည်းဖြည်းနဲ့လက်လုတ်တွေနဲ့တိုက်ခဲကြတယ်ကျွန်တော်မှာဘာမှမရှိဘူးကျွန်တော်မှာစိတ်တစ်ခုပဲရှိရနိုင်စိတ် ောင်စိတ်ကျွန်တော်ဒီစိတ်တွေနဲ့တိုက်တဲ့ခါမှာကျွန်တော်ဘက်ကဘာတားနေလဲဆိုစိတ်တက်မာကျော်မှုတွေဟာတို့ရဲ့လက်နက်ခဲရန်တွေထားအများကြီးတာသွားတဲ့ခါမှာအခုကျွန်တော်တို့အောင်ပွဲတွေအလီလီစခုနိုင်နေတာပေါ့အဲ့တော့အခုဆက်သွားနိုင်တာကလည်းလူတို့ယုံကြည်မှုတွေနဲ့လူတို့ရဲ့နိုင်စိတ်တွေလူတို့ရဲ့အောင်စိတ်တွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့ခြေတက်နိုင်တာဖြစ်ပါတယ်ဟုတ်လူတို့ကသာကျွန်တော်တို့ဘက်မှာရှိနေသေးတယ်ကျွန်တော်ဒီတိုက်ဖို့ဟာတေချာပါအမှန်အကန့် မှုချနိုင်မယ်တေချာပေါက်ပြောနိုင်တာဒီတော်လည်းကြီးကမကြခင်အောင်ဘွဲကိုရပါလိမ့်မယ်ကျွန်တော်အရေးတော်ပုံကြီးမှုချအောင်မြင်လိုက်ပါမယ်အောင်စိတ်တွေကျွန်တော်နိုင်စိတ်တွေနေတာဆက်တိုက်ဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာမနောက်ဆုံးနေနဲ့ပါနော်ဆိုတော့ဒီ2025နဲ့ပတ်သက်ပြီးတော့ထင်တာမြင်တာရှိမဲ့စကားစလုံးနဲ့ဆရာမနှိုင်းပြီးတော့ပြောမယ်ဆိုဆရာမဘာစကားနဲ့စကားလုံးနဲ့နှိုင်းပြီးတော့ပြောပြချင်တာရှိလဲ2025မှာဆိုရင်တော့နိုင်ငံဆိုတာလူတို့အမိန့်ပေါ့နိုင်ငံကိုလူတို့ကပဲအမိန့်ပေးပိုင်ခွင့်ရှိပါတယ်အဲ့တော့လူတို့အနေနဲ့ ဒီအစ်စ်အာနာရှင်စစ်အာနာယူအကြံဖတ်စစ်တပ်ကိုတိုက်ဖြတ်ပြီးတော့လူလူအတွက်ကောင်းမွန်တဲ့ဥပဒေတွေချမှတ်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်အောင်လူလူကိုယ်တိုင်ကပူပေါင်းပါဝင်ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ကိုဆက်ချီဖို့ကလူလူရဲ့အင်အားအများကြီးလိုပါတယ်အဲ့တော့လူလူကဘယ်လောက်ထိပါဝင်နိုင်မှာတော့လူလူပါဝင်နိုင်တယ်လို့ကျွန်တော်ခရီးရောက်မယ်လူလူပို့ပြီးအများကြီးပါဝင်နိုင်ကျွန်တော်အများကြီးခရီးရောက်မယ်လူလူနည်းနည်းပဲပါနည်းနည်းခရီးရောက်မယ်ဒီနိုင်ငံကိုအမိန့်ပေးနိုင်တာဟာ လူထုပါပဲအဲ့တော့ကျွန်တော်တို့လူထုကိုမျက်နှာမူကြမယ်လူထုနဲ့အတူလူထုယုံကြည်ရအောင်ကျွန်တော်ဆက်သွားကြမယ်လူထုလိုချင်တဲ့ပြည်သူလူထုလိုချင်နေတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကိုကျွန်တော်အထူးတကားချီတက်ကြမယ်ဒီရန်ဒရာထဲမှာပဲဖြစ်ဖြစ်အမိုရီယလာအောက်ခံတရင်တပ်ဖွဲ့တွေမှာဖြစ်ဖြစ်တာဝန်ထမ်းနေကြတဲ့ရဲဘော်တွေအကုန်လုံးရောညီကောင်မောင်နှမတွေအားလုံးရောပေါ့နော်လူထုတိတာအခရာဖြစ်တယ် လူတို့ကိုကျွန်တော်မျက်နှာမှုရရမယ်ကျွန်တော်တို့မှာပြည်သူတိတာအမိပြည်သူတိတာအဖဆိုတဲ့နှလုံးကိုစိတ်ကိုပေါ့နော်နှလုံးသွင်းထားဖို့လိုတယ်ကျွန်တော်ဒီစိတ်တည်နေပဲကျွန်တော်ဆက်သွားကြမယ်ဆိုရင်ကျွန်တော်နိုင်ငံဟာအင်မတန်မှလာပါတဲ့နိုင်ငံတနိုင်ငံအောင်ပွဲတွေအလီလီနဲ့လောချုံတဲ့နိုင်ငံတနိုင်ငံဖြစ်လာပါလိမ့်မယ်ကျွန်တော်ဒီ2025မှာကျွန်တော်အနေနဲ့ဆက်သွားမှာတော့နိုင်ငံဆိုတာလူတို့အမိတ်မှာပဲအဲ့တော့လူတို့တိတာအခက်အခက်ရပါမယ် ကဲပါဆရာမဒီနေ့ကျွန်တော်တို့တွေဒီ2025ခုနှစ်မှာလူဦးတော်လှန်ရေးနဲ့ဘယ်လိုဆောင်ကြကြမလဲဘယ်လိုထိဟန်ချက်တွေကြလာမလဲဆိုတာကိုဆရာမဟိုဒီဆွေးနွေးအပြီးမှာပေါ့နော်ဆိုတော့ကျွန်တော်တို့တွေတွေးစရာတွေနောက်ပြီးတော့သိလာစရာတွေသိမြင်ရမယ်ဘုဟုကြတယ်အများကြီးတိုးလာပါတယ်လို့ဆိုတော့ကျွန်တော်တို့လည်းအတူတူဒီကြီးစုနေတဲ့ပြည်သူတွေလည်းဆရာမချောစုဟန်ရဲ့ဖြေကြားချက်မှာအတွေ့အသည့်အမြင်သက်တွေနဲ့ကျွန်တော်2025မှာဘာတွေကိုအားစိုက်ပြီးလုပ်ရမလဲဆိုတာကိုထင်သာမြင်သာရှိသွားမယ်လို့ယုံကြည်ပါတယ်လို့ဖြေကြားပေးတဲ့ဆရာမချောစုဟန်ကိုကျွန်တော် ော်တို့ဒီ politics for women မြန်မာကအများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ကလည်းအခုလိုမျိုးအချိန်ပေးပြီးတော့နားထောင်ပေးရတဲ့အတွက်လည်းအကုန်လုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျမကျေးဇူးပါရှင်အရေးတော်ပုံအောင်ရမည်